င်အားတရာခန့်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ30ရက်နေ့မနက်အစောပိုင်းကစတင်ပြီးဖက်ကတ်မြုံနဲ့မော်စီစာကြီးရွာဖះကုန်းမှာစကန်းချတက်ဆွဲဖို့ရောက်ရှိလာတာကြောင့်ဒေသခံတွေအပြင်းမထွက်ရဲပဲစီအခြေအနေကိုနားဆွနေကြရတယ်လို့မော်စီစာဒေသခံတယောက်ကပြောပါတယ်ဒီမော်စီစာမှာဒီနေ့မနက်ရှင်းနာယူခဲ့တော့ဝင်ချင်မှာဘောနော်ဒီမနေ့ကဒီစူပေါင်းယုံတဲ့ဝန်တော်ရပေါ်တရားဘောနော်ဒီ4ကလေးကြီးရပြီးတော့ဒီအင်စီကဒီငါးကြီးနဲ့ဒီမော်စီစာ အာပေါ်အကြောင်းမှာတဆွေးနေတာဘုနောကူရောအဲ့ဒါပြင်တခြားပြည်သူတွေအာပြင်ထွက်ဖို့နေတော့ဒီအချင်းဝေးအာတမ်းမီလာနေတဲ့ချင်းကြီးရှိရဘုနောနောက်ထပ်လည်းဒီမိုးကအုံနေတာတွေထွက်လာတာလေထွက်လာရဆိုပြီးတီးရတယ်ဘုနောကလိုချင်းနေပြစ်လာမလဲဆိုတာရောမကြည့်ရသေးဘူးဘုနောချင်းကြီးရောနာဆွေးရမှာပဲဘုနောနာဆွေးရတော့မယ် စစ်ကောင်စီတပ်တွေကမော်စီဇာကြီးရွာဖျားကုန်းမှာလက်နက်ကြီးချပြီးစခန်းချသက်ဆွဲဖို့ပြင်ဆင်နေတာဖြစ်ပြီးရက်ွက်လူကြီးတွေနဲ့လည်းညီနိုင်ဆောင်ရွက်သားတွေရှိခဲ့တယ်လို့သိရပါတယ်။ကြီးရွာအတွင်းရှိကုန်းမြင့်ပေါ်မှာအထိုင်ချသက်ဆွဲရင်ဤသို့ဝိုက်ကြီးရွာတွေမှာလက်နက်ကြီးကြောက်ပတ်ကွဲမှာကိုလိုက်တိသာခန့်ကြီးကအစိုးရနေကြပါတယ်။မော်စီစာကြီးရွာဟာလုံခင်ကြီးရွာအုပ်စုလက်ပြင်းရင်ချက်ဆက်ယုံတဲ့နမိုင်ကျော်ခန့်အကွာမှာတည်ရှိပါတယ်။ ဖကံမျိုးနဲ့တမကုံထဲကိုရောက်ရှိသွားပြီးဖြစ်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာလုံခင်ကျေးရွာမှာအရတားပြည်သူ၅ယောက်ကိုတပ်ဖြတ်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။လုံခင်ထဲမှာဒီသူတို့ပြစ်တက်သွားတဲ့ပြည်သူ၅ယောက်ကြီးရှိတယ်ပေါ့နော်။လုံခင်ကျောက်ဝိုင်းမှာပြီးတော့ဒီတက်ခုခန်းနဲ့ရက်ွက်လေးလမ်းဆုံးမှာတော့အများဆုံးတတ်ခံရတာပေါ့နော်။အာရုပ်အလောင်းတွေကိုတော့ဒီ29ရက်နေ့ညနေပိုင်းမှာဒီစစ်ကြောင်းတစ်ခွာတော့ပြီးတဲ့နောက်ဒီလူမှုကြီးစည်းရဲ့တင်တွေကတာပြီးတော့ကောက်ပြီးတော့ဒီ ုံချင်းတုတ်တမြင်မှာရင်းမြုပ်တချို့ပြေးခဲ့လို့တည်ရတယ်ပေါ့နော်ဒီလူသားတိုင်းအနေနဲ့ဒီဖက်ကန်ဖက်ခေါ်တော့တော့တချမ်းတည်ရတယ်ဘူးပြီးတော့ဒီလုံချင်းမှာတော့လူသားတိုင်းအခေါ်တာရိုင်းနေတာတွေလုပ်တယ်ပေါ့နော်တချို့တန်ရရတဲ့သူတွေလည်းရှိတယ်တိုက်ပွဲအတွင်းနဲ့စစ်ကောင်စီစစ်တောင်းပြစ်ခတ်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရသူတွေရှိပြီးအရေးအတွက်တိကျကိုတော့အတိမပြုနိုင်သေးပါဘူး ဧပြီလ23ရက်ကစပြီးတလကျော်ကြာလင်ကျောင်းနဲ့ရောလက်နကြီးပစ်ကူတွေနဲ့ပါကာမိုင်းဖက်ကန်လန်အတိုင်းထုတ်ဆစ်ဆင်လာတဲ့အင်အား600ပါစစ်ကောင်စီစစ်ကြောင်းထဲကအင်အားတရာကျော်ခန့်ဟာမေလ29ရက်နေ့ညနေကစတင်ပြီးလုံခင်ကြီးရွာအုပ်စုလက်ပင်ရန်ချက်စစ်ရုံကိုရောက်ရှိခဲ့ပြီးနောက်ဖက်ကန်တမကုန်းကိုဆက်လက်ချုပ်ကားခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဖက်ကန်တမကုန်းကိုဝန်ခွင့်မပေးဘူးဆိုရင်လုံခင်ကြီးရွာကိုဘုံကျဲတက်ခိုက်မယ်လို့ KIA ကိုချင်းချောက်ခဲ့ပြီးနောက် တိုက်ပွဲတစုံတရာမရှိပဲမေလ29ရက်နေ့ညနေပိုင်းလောက်မှာဖကန့်တမကုံကိုဝင်ရောက်တွားနိုင်ခဲ့တာဖြစ်ပါတယ်ကျမဟန္နာပါ